Поняли? င်းပွဲစဉ်ခုနှစ်အတွက်အင်တာနက်ခန့်မှန်းချက်များဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိပွဲစဉ်ခုနှစ်မှာတော့ဒီနေ့ညမှာကစားမယ့်ဖုံမောင်းနဲ့ဖူအန်ပွဲနဲ့စတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့တောက်ကြညမှာတော့တပွဲစနေနေ့မှာတော့၄ပွဲနဲ့တနင်္ဂနွေနေ့ညမှာတော့၅ပွဲရှင်းပြန်ကစားသွားမှာပဲဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်ခုနှစ်အတွက်အင်တာနက်ရဲ့ပွဲချိုခန့်မှန်းချက်တွေကိုဘောလုံးပွဲစောတဲ့အကိုရေအထောက်ကိုဖြစ်အောင်လို့ညီမတင်ဆက်ပေးလိုက်ရပါတယ်။နောက်တနေ့ညတနင်္ဂနွေခွဲမှာကစားမယ့်ဖုံမောင်းနဲ့ဖူအန်ပွဲမှာဆိုရင်တော့ဘောမောင်းတင်ကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းပေးထားပါတယ်။စနေနေ့မှာအစောဆုံးဖြစ်ညနေ6နာရီမှာကစားမယ်လီးစ်ပါပွဲမှာဆိုရင်တော့ တစ်ဖက်ကိုတကိုးစီသေကြမယ်လို့အင်တာနက်ကခံမှန်းပေးထားပြီးတော့ည၈နာရီခွဲမှာကစားမဲ့ပွဲစဉ်တွေအတွက်အင်တာနက်ကအခုလိုပဲခံမှန်းပေးထားပြန်ပါတယ်။အာဆင်နယ်နဲ့ဝက်ဆန်ပွဲမှာဆိုရင်တော့အာဆင်နယ်သင်းက3ဂိုးကိုမရှိမန်ချက်စတာယူနိုက်တက်ဆန်ဒါလန်ပွဲမှာဆိုရင်တော့မန်ချက်စတာယူနိုက်တက်က2ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခံမှန်းပေးထားပါတယ်။ဒီတစ်ပတ်ပရီးမီယာလိဂ်ပွဲစဉ်9ရက်အကောင်းဆုံးပွဲစဉ်ဖြစ်ပြီးတော့ည၈နာရီမှာကစားမဲ့ချယ်ဆီနဲ့လီဗာပူးပွဲမှာဆိုရင်တော့အေရှန်ချယ်ဆီသင်းက2ဂိုးတကိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကသုံးသပ်ခဲ့တာပါ။တနင်္ဂနွေနေ့ည9နာရီခွဲမှာကစားမဲ့အက်စတရိုမီလာနဲ့ဘန်လေပွဲမှာဆိုရင်တော့အက်စတရိုမီလာသင်းက2 ်ကိုကိုမရှိနဲ့ Everton Crystal Palace ပွဲမှာဆိုတော့တစ်ဖက်ကိုတကိုးစီ Newcastle နဲ့ Nottingham Forest ပွဲမှာဆိုတော့ Newcastle အသင်းက3ဂိုးတကို Wolves Brighton ပွဲမှာဆိုတော့တစ်ဖက်ကိုတကိုးစီသေရကြမယ်လို့ခန့်မှန်းပေးထားပါဗျ။ညာဆယ်နိုင်မှာကစားမဲ့ Brentford Man City ပွဲမှာဆိုတော့ Man City အသင်းက3ဂိုးတကိုနဲ့အနိုင်ရမယ်လို့ Internet ကခန့်မှန်းပေးထားပါဗျ။